ားလုံးပဲမင်္ဂလာပါမြောက်ဝင်းတန်တင်ဘက်ကနေပြန်နေကြိုးဆိုပါရယ်ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားနော်မလာမစစ်ခွန်ရဲ့ညကဂွန်ရှိပြည်နယ်ပေဟိုင်မြို့ကရှောင်းနေဇက်ကုံတွေရဲ့စစ်ကန်တနာမှာငါးဖက်လေတစ်စဲမီဆွေးလောင်ခဲ့ပြီးတော့မှအဲ့ဒီမီကအနီးအနားကလေရှစ်စင်းကိုပါကူးဆက်ပြီးတော့အကုန်လုံးမီးလောင်ကျွန်းတော့ခဲ့ပါရယ်ပြစ်စင်ကအရန်ကိုပြန်ထန်ခဲ့ပြီးတော့မှအွန်လိုင်းသုံးဆွေးသူတွေတင်ထားတဲ့ဗီဒီယိုတွေမှာပြန်ထန်တဲ့မီတော့မီလီယံတွေနဲ့မေမေတေတေမီကိုမီလုံးတွေကခေါင်းငင်ကိုဖုံးလွှမ်းနေပြီးတော့ ညာဘက်ခေါင်းငယ်တစ်ခုလုံးကိုအနီးရောက်အလင်းရောက်တော့မှတန်းစီခဲ့ပါတယ်။အဲ့ဒီနေရာမှာလူတဆိုးမိငိမ့်တက်နေတာကိုလည်းမြင်တွေ့ခဲ့ရပါတယ်။လူတတော်များများကလူမှုကွန်ရက်ပေါ်မှာသူတို့ရဲ့စိုးရင်ပူပယ်မှုတွေကိုဖော်ပြခဲ့ကြပါတယ်။ညာမအိတ်ခင်ပေဟိုင်စိတ်ခင်တရားကမိလောက်တာကိုမြင်လိုက်ရတယ်။တကယ်ကိုစိတ်ပူမိတယ်။ယင်းနေ့မှာတကယ်ကိုဆိုးရွားတဲ့ခံစားချက်တွေခံစားခဲ့ရတယ်။ငါဖက်လေတတော်များများမိလောက်နေတာဖြစ်တယ်။ဆုံရှုံမှုကကြီးမားပါတယ်။လူမှုကွန်ရက်ဖွင့်လိုက်တာနဲ့နေရာအနှဲမှာမိလောက်နေတဲ့ဗီဒီယိုတွေပဲတွေ့ရတယ်။ မတ်ဘက်ဆိုတာမရေရဘူးဘေးရာကအရင်ဆုံးဖြစ်လာမယ်ဆိုတာဘယ်သူမှမသိနိုင်ဘူးကျွန်တော်တို့အရှင်ရှိသေးတယ်လို့အမြဲတမ်းတွေးနေကြပေမဲ့ဘဝကခံမှန်းလို့မရဘူးဒီညပင်ရောင်များအိပ်ပျော့နိုင်ပါလေဆိုပြီးတော့မှဆိုရှယ်မီဒီယာမှာ post တွေတက်လာခဲ့ပါတယ်မျက်မျက်သက်သက်တွေရပြောကြချက်အရာအဲ့ဒီမိက28ရက်နေ့ည9:40မိနစ်လောက်မှာစတင်ကြောလောင်ခဲ့တာလို့သိရပါတယ်မိလောင်ချိန်မှာလှေပေါ်မှာလူမရှိပါဘူးမိငိမ့်တက်ပြီးတဲ့နောက်မှာတော့လှေတွေကအယိုးစုတွေလိုပဲကျန်ခဲ့ပါတယ် မျက်မျက်သက်သက်တူကလှေတွေပေါ်မှာရှိတဲ့ဒီဇယ်စီနဲ့အစားမီးလောင်တွေတဲ့ပစ္စည်းတွေကြောင့်မီးကပိုပြီးဆိုးသွားပြီးတော့မှမီးကိုလုံးတွေကကီလိုမီတာအတော်ကြာတဲ့အထိလှမ်းမြင်နေရတယ်လို့ပြန်ပြောပြခဲ့ပါတယ်။စိတ်ကတတာကတငါသေးတွေဟာဘေးလွတ်ရောက်ကိုရွှေ့ပြောင်းကြရပြီးတော့မှအရှင်တွေကရှုပ်ထွေတော့ခဲ့ပါတယ်။အဲ့ဒီမျက်မျက်သက်သက်ကမီးသက်လှေဟာပြဲနေတဲ့အတွက်မီးလောင်နေတဲ့လှေတွေစီကိုတော်ရောက်နိုင်ခြင်းမရှိဘူးလို့လည်းထည့်သွင်းပြောကြခဲ့ပါတယ်။ရေလုံငယ်စီမံခန့်ခွဲရေးအဖွဲ့က ပြည်စည်အဖွဲ့တွေရောက်လာချိန်မှာတော့အချိန်နှောက်ခဲ့ပါပြီသူတို့ကလှေတွေမိလောင်တာကိုကြည့်နေကြရတယ်ဆုံးရှုံးမှုတန်ဖိုးကသန်းရှီရှိနိုင်တယ်လို့ပြောခဲ့ပါတယ်ဒေသပြည်တူကမိလောင်နေတုန်းပောက်ကွေးတန်တွေကြားခဲ့ရတယ်လို့ပြောပေမဲ့ဒါဟာဒန်ငွေတန်ကနေလာတာမှမဟုတ်အစားအယာတစ်ခုကနေလာဆိုတာမသေးကြဘူးလို့ဆိုပါတယ်အဲ့ဒီမိကအနည်းဆုံး၃နာရီကနေ၄နာရီအထိကြာမြင့်ခဲ့ပြီးတော့မှညတစ်ကောင်ကြော်တဲ့အထိလောင်နေခဲ့ပါတယ်ပေဟိုင်မျိုးရေဟိုင်ခရိုင်အစိုးရကတော့ နိုမလာ26ရက်နေ့မှာမိကိုနန်နဲ့တနားကြီး20မိနစ်မှာငိမ့်တဲ့နိုင်ခဲ့ပြီးတော့မှလူသင်ဆုံးမှုမရှိဘူးလို့ထုတ်ပြန်ခဲ့ပါတယ်။မိလောင်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပြီးတော့မှဆုံးရှုံးမှုတင်ဖို့ကိုတွက်ချက်နေပါတယ်လို့လည်းဆိုပါတယ်။ဒါ့ပေမဲ့မိလောင်မှုဗီဒီယိုတွေကိုဖိရှားလိုက်တဲ့အတွက်အာရာဘိုင်တွေကတည်ဆုံသူအရေးအတွက်ကိုဖုံးကွယ်ထားသလားဆိုပြီးတော့မှအွန်လိုင်းသုံးဆွဲသူတွေကမေးခေါ်ထုတ်ခဲ့ကြပါတယ်။တဘာဝဘေးအန္တရာယ်နဲ့လူလုံးဘေးအန္တရာယ်တွေအတွက်အာရာဘိုင်တွေကတန်းနိုင်ရင်တိတ်တဆိတ်ကန်တွေ့လေးရှိပြီးတော့မှ သတင်းမထုတ်တာအသေးစိတ်အချက်အလက်တွေကိုဖုံးကွယ်တာမျိုးတွေလုပ်လို့ရှိပါတယ်။တကယ်တော့နှစ်တွေကြာလာတဲ့အခါမှာတရုတ်အစိုးရဟာကြီးမားတဲ့မတော်တဆမှုတွေမှာတေဆုံသူအရေးအတွက်ကိုရှော့ပြီးမှပြောတာ။ဒါမှမဟုတ်လိန်လေပြုပြင်တာတွေလုပ်လို့ရှိတယ်ဆိုတာလူသိများလာခဲ့ပါတယ်။နိုဘာလ26ရက်နေ့ညနေ9နာရီလောက်မှာအဟွေးပြည်နယ်ပေါ်တိုးမြို့မှာလဲကြီးမားတဲ့ပောက်ခွေးတန်ကြီးကိုကြားခဲ့ရပြီးတော့မှဒေသခံအများအပြားရဲ့နေအိမ်တွေကပဒင်းပေါင်းမှန်တွေရဲ့မှန်ချက်တွေကိုကြွေကြုံပါတယ်။လိင်တကားတွေကပုံပြဲတော့ပြီးတော့မ မျက်နှာကျဲပြားတွေလည်းပြုတ်ကျခဲ့ပါတယ်။ဒေသခံမူလာတဲ့ကျောင်းတစ်ကျောင်းရဲ့နိုင်ရန်တစ်ခုပြိုကျပြီးတော့မှကျောင်းတွင်အဆောင်အုံတွေလည်းတည်တည်တသာပျက်စီးခဲ့ပါတယ်။လမ်းဘေးမှာရပ်ထားတဲ့ရင်တွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဖြစ်စဉ်နေရာကဗီဒီယိုတွေမှာပေါက်ကွေးမှုတွေဇက်တိုက်ဖြစ်ပြီးတဲ့နောက်မိကိုမှုပွင့်ကြီးတက်လာတာကိုတွေ့ရပါတယ်။အခြားရုပ်သွင်းတွေမှာတော့ပေါက်ကွေးမှုကြောင့်တန်ချောင်းတွေပေါ်နေတာနိုင်ရန်တွေပြိုကျနေတာကျူပေးနေတဲ့အုတ်ခဲတွေနဲ့အပြက်အစည်းတွေအများအပြားမြေပြင် ပေါ်မှာပြန့်တင့်နေတာကိုဖော်ပြထားပါတယ် 2ကီလိုမီတာလောက်အကော်အဝေးကနေရိုက်ထားတဲ့စောင့်ကြည့်ကင်မရာရုပ်သံမှာတော့ပြင်းထန်တဲ့အတန်ကြီးကိုရှင်းရှင်းလင်းလင်းမှတ်တမ်းတင်ထားပြီးတော့မှပတင်းပေါက်တွေကိုကြည့်တော့တာနေပြင်းတုံခါမှုတွေကိုပါတိတိတတ်တခံစားကြရတယ်လို့ဆိုပါတယ်ဒေတာဖြစ်တူကအဲ့ဒီပေါက်ကွေးမှုဟာမီရှူမီဘန်နဲ့မီဘုံပြန်တွေကိုဖျက်ဆီးတဲ့အခါမှာအစိုးရရဲ့ကောက်တွေပုံမှားရွေးမှုကြောင့်ဖြစ်ရတာလို့ပြောပါတယ်အဲ့ဒါနဲ့ပတ်သက်တဲ့ဗီဒီယိုဟာနောက်နေ့နေ့လေးလောက်မှတရုတ်မီဒီယာတွေကသတင်းမထုတ်ပြန်ခင်တနေကုန်နှီးပါအွန်လိုင်းပေါ်မှာပြန့်နှံ့နေကြတာပါ နော်မာလာ28ရက်နေ့မှာခရိုင်အရေးပေါ်စီမံခန့်ခွဲရေးဘူရိုကကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်တွေမှာနော်မာလာ23ရက်နေ့ကတောက်ကျေးရွာမှာအဓိကဘေကင်ရေးစစ်ဆေးမှုပြုလုပ်နေတော့တရားမဝင်မီရှူမီပန်ထုတ်လုပ်တဲ့နေရာတစ်ခုကိုတွေ့ရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။နော်မာလာ26ရက်နေ့မှာဘူရိုကမီရှူမီပန်ပစ္စည်းတွေကိုဘေကင်အောင်ဖျက်ဆီးဖို့ပြင်မကုမ္ပဏီတစ်ခုကိုတာဝန်ပေးခဲ့ရမှာအဲ့ဒီကနေအတန်ကြေကြေတွေမိခိုးတွေနဲ့လှိုင်းကြက်တွေဖြစ်ပေါ်ခဲ့ပြီးတော့မှ အနိဒာကပဒင်းပေါက်တစ်စုံနဲ့အစာပစ္စည်းတစ်စုံပျက်စီးခဲ့တယ်လို့ဆိုပါတယ်လူလေးဦးကလည်းအနေငယ်ပွန်ပေးတယ်ရရှိခဲ့ပါတယ်အဲ့ဒါလောက်ပြင်းထန်တဲ့ပောက်ကွေးမှုမှာလူတင်ဆုံးမှုမရှိဘူးဆိုတာကိုအွန်လိုင်းသုံးဆွဲသူတစ်စုံကမေးခွန်းထုတ်ခဲ့ကြပါတယ်တရားဝင်ထုတ်ပြန်ချက်မှာလှိုင်းကရဲကြောင့်အနိဒာကအိမ်တွေကိုအနေငယ်သာပျက်စီးစေတယ်လို့ဖော်ပြထားပေမဲ့ဒေသခံတွေမျှဝေခဲ့တဲ့ဗီဒီယိုတွေကတော့အပျက်အစီးပမာဏဟာအနေငယ်ထက်အများကြီးပိုများနေတယ်ဆိုတာကိုပြသနေပါတယ် ဒေတာငယ် online သုံးဆွဲသူတချို့ကအဲ့ဒီ area ကိုပိတ်ဆို့ထားတယ်လို့တည်ပြို့ခဲ့ကြပါတယ်။တချို့ကတော့ရေးတွေကဗီဒီယိုတွေဖျက်ပြစ်ဖို့နဲ့မျှဝေခြင်းမပြုဖို့ညွန်ကြားခဲ့တယ်လို့ပြောပါတယ်။ Normal 29ရက်နေ့မနေ့ပိုင်းမှာ blogger တဦးကဖြစ်စဉ်နေရာကိုတွားရောက်ခဲ့ပေမဲ့အဲ့ဒီနေရာကို ပိတ်ဆို့ထားပြီးသားဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ blogger ရိုက်ကူးထားတဲ့ရုပ်သံမှာတော့မြေတူးဇက်တစည်းကအပြက်အစည်းတွေကိုရှင်းလင်းနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ ရဲတွေကဒီ area ကိုပိတ်ထားပြီးဝင်ခွင့်မပြုတဲ့အတွက်အပြင်ကနေပဲရိုက်ကူးနိုင်ပါတယ်။မြစ်တူးဇက်ကအရာရာကိုရှင်းလင်းနေတယ်။အကုန်လုံးလုံးဝပျက်စီးသွားပြီးအိမ်တွေအကုန်လုံးပျို့ချတော့တယ်ဆိုပြီးတော့မှသူကဗီဒီယိုထဲမှာပြောခဲ့ပါတယ်။အဲ့ဒီဗီဒီယိုရဲ့အောက်မှာလူတူးကမှတ်ချက်ပေးခဲ့ရမှာတော့ပေါက်ခွေးရောင်ကိုမေးလိုက်ပါ။တငယ်ချင်းတယောက်ကမိလောင်တဲ့ဗီဒီယိုတစ်ခုကိုဒီဗီဒီယိုအတိုတွေတင်တဲ့ platform တစ်ခုပေါ်မှာတင်ခဲ့တာရေကားဆက်တွေ့လာတယ်။ယုံကြည်ပဲဖြစ်စေမယုံကြည်ဖြစ်စေဒါဟာလက်ခံနိုင်စရာရှိမရှိစဉ်းစားဖို့လိုတယ်ဆိုပြီးပြောခဲ့ပါတယ်။ မကြတိခင်ကပောက်ကွေးမှုတွေအပြင်တရုတ်နိုင်ငံတဝန်းမှာမိလောင်မှုတွေအများအပြားဖြစ်ပေါ်ခဲ့ပြီးတော့မှအဲ့ဒီတဲကအများစုကိုမီဒီယာတွေကသတင်းမဖော်ပြခဲ့ကြပါဘူး။အွန်လိုင်းသုံးဆွေးသူတွေမျှဝေခဲ့တဲ့ဗီဒီယိုတွေကိုအလင်းရင်အမြင်ပဲဖေရှားခဲ့ပါတယ်။နော်မာလာ28ရက်နေ့မနေ့ပိုင်းမှာဂွန်တောင်းပြည်နယ်တုံကွန်မြို့မှာရှိတဲ့ရှီမာကျေးရော်အနီးမှာမိလောင်မှုကြီးတခုဖြစ်ပေါ်ခဲ့ပြီးတော့မှမေမေတေတေမိကိုလုံးတွေကခေါင်းငယ်ကိုတက်နေခဲ့ပါတယ်။နော်မာလာ28ရက်နေ့ညကအန်ဟွေးပြည်နယ်ရှုံရှင်းမြို့ရှီဟူဒူဒီယာလမ်းမှာမိလောင်မှုတခုဖြစ်ပေါ်ခဲ့ပါတယ်။ နိုဝါလာ29ရက်နေ့မှာကျန်းစုပြည်နယ်ထိုင်ကျိုးမြို့မှာတည်ရှိတဲ့ရှင်တန်းစီနည်းပညာကုမ္ပဏီမှာကြီးမားတဲ့မိလောင်မှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့မှမိโกမေးတွေကကီလိုမီတာတော်တော်လေးဝေးတဲ့နေရာကနေတော့မှလှမ်းမြင်နေရပြီးတော့မှလေထဲမှာလည်းအနံ့အသက်တွေကပြင့်ထန်နေကြတာပါမိကအလင်းရဲ့အမြင်ကူးဆက်တော်ပြီးတော့မှမိတော့တွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ကြရပါတယ်မိကနေ့လေပိုင်းမှာစတင်ခဲ့ပြီးတော့မှရုတ်တရက်မေမေသေးသေးမိโกလုံးတွေထွက်ပေါ်လာပြီးတော့နောက်ပိုင်းမှာမိတော့တွေကအမိုးကိုလောင်ကျောတော့ခဲ့ပါတယ် ဗီဒီယိုများစွာကမိနစ်ပိုင်းအတွင်းမိကအလျင်မြင်စွာကြီးထွားလာပုံတွေစက်ရုံအဆောင်အုံရဲ့အကွက်အလက်တွေဂျာကနေမိတော့တွေထွက်လာပုံနဲ့တက်တူပြားတွေကအပူဒဏ်ကြောင့်ကောက်ကွေးတော့ပုံတွေကိုပြသထားပါတယ်အနီးနားကအလုံသမားတွေနဲ့ဒေသခံတွေဟာအသည့်အပင်ရွှေပြောင်းကြေးကြရပြီးတော့မှထိမ့်လဲနေတဲ့အလုံသမားအများအပြားကလည်းစက်ရုံအပြင်ဘက်မှာစူဝေးပြီးတော့မှအကူအညီတောင်းခဲ့ကြပါတယ်မိသက်ကအများအပြားရောက်လာတဲ့အချိန်မှာစက်ရုံရဲ့အပြင်နိုင်ငံတွေကအပူဒဏ်ကြောင့်မိလောင်ထားတဲ့အရာတွေကဲနေပြီးတော့ တွင်းတွေကနေမိတောက်တွေဆက်ထွက်နေတော့ဖြစ်ပါတယ်ဒီနေရာမှာပလတ်စတစ်နဲ့ထုတ်ပိုးပစ္စည်းအများအပြားတိုလောင်ထားတဲ့အတွက်မိငိမ့်တက်ဖို့ခက်ခဲခဲ့ပါတယ်ဖြစ်စဉ်နေရာကနေပောက်ကွေးတန်တွေလည်းကြားနေခဲ့ရပါတယ်ဒေသခံတို့ကမိစားလောင်တို့ကမိတောက်တွေဟာအမိုးအထိရောက်နေပြီးတော့မှလေထဲမှာ လောင်ကျွန်းနေတဲ့ပလတ်စတစ်ရဲ့ဆူးချတဲ့ဆိုးရတဲ့အနံ့အသက်တွေပြင်းထန်နေတယ်လို့ပြောခဲ့ပါတယ်အနီးနာကလမ်းတွေကိုပိတ်ဆိုးထားပြီးတော့မှစီးပွားရေးလုပ်ငန်းအများအပြားကလည်းစောစောစီစီပိတ်လိုက်ရပါတယ်။တချို့ကဆိုရင်မိအပြင်းဆုံးလောင်နေတဲ့အချိန်မှာ ခေါင်းငယ်တစ်ခုလုံးမိโกမေးတွေနဲ့အပြည့်ဖုံးလွှမ်းနေပြီးတော့မှစက်ရုံတစ်ခုလုံးလောင်ကျွမ်းနေတယ်လို့ထင်ရတယ်လို့ပြောခဲ့ကြပါတယ်။သို့ပေမဲ့လည်းအာနာပိုင်တွေကတော့တင်းဆုံးမှုဒါမှမဟုတ်မိလောင်မှုအကြောင်းအရင်းနဲ့ပတ်သက်တဲ့အဆက်အလက်တစုံတရာမှထုတ်ပြန်ကြေညာတော့မရှိပါဘူး။ဝန်ထမ်းအများအပြားကမိဟာဂိုဒေါင်ဒါမှမဟုတ်ထုတ်လုပ်ရေး area ကနေစတင်ခဲ့တာဖြစ်နိုင်တယ်လို့ထင်မြင်ချက်ပေးခဲ့ကြပါတယ်။နော်မလာ28ရက်နေ့မနက်ပိုင်းမှာဟူပေပြည်နယ်လီဝူစက်မှုဇုံမှာရှိတဲ့တာယာစက်ရုံတစ်ခုလည်းမိလောင်ခဲ့ပြီးတော့မှ မိတော့တွေပိုကြီးလာပြီးတော့မိကိုမေးတွေကခေါင်းငင်ကိုဖုံးလွှတ်ခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဖူကျင်းပြည်နယ်ဝန်တန်းမြို့ကွန်ကြီးကျေးရွာမှာရှိတဲ့လမ်းမဘေးကအဆောက်အုံတစ်ခုမိလောင်ခဲ့ပြီးတော့မှမိတော့တွေကပြတ်ထန်ခဲ့ပါတယ်။နော်မာလာ26ရက်နေ့မှာလည်းတန်စုပြည်နယ်ဟန်ကျိုးမြို့မှာရှိတဲ့တဲဟိုင်ပင်လေဟော်တိုက်ခင်းတွေမှာမိလောင်မှုဖြစ်ပေါ်ခဲ့ပြီးတော့မှလမ်းတွေနဲ့အဆောက်အုံတွေကိုလောင်ကျွမ်းတော့ခဲ့ပါတယ်။ဒေသခံမိသက်ကေဆေရဲ့အဖွဲ့ကတော့အဲ့ဒီမိဟာမနက်ပိုင်းကတိုက်ခင်းတွေရဲ့အရှိတ်ဖက်မှာ ဆောက်လုပ်ရေးလုပ်ငန်းလုပ်နေတဲ့မတော်တဆမှုကြောင့်ဖြစ်ပေါ်ခဲ့တာလို့တည်ပြပို့ခဲ့တာပါမိခွန်းနဲ့နဲ့9နာရီ7မိနစ်မှာညှိတဲ့နိုင်ပြီးတော့မှထိခိုက်ဒဏ်ရာရသူမရှိဘူးလို့အစီရင်ခံထားပါတယ်နော်မာလာ25ရက်နေ့ညနေပိုင်းမှာတင်ကွန်းအမြင်လမ်းမပေါ်မှာကားအစ်စ်တွေတည်ဆောင်လာတဲ့ရန်ဒစီလဲမိလောင်ခဲ့ပြီးတော့မှရုပ်သံမှာလျှက်စစ်ကားတွေလုံးဝမိလောင်ကျော်သွားတာကိုပြသထားပါတယ်နော်မာလာ25ရက်နေ့မှာ online သုံးဆွဲသူတဦးတင်ထားတဲ့ဗီဒီယိုတစ်ခုမှာကြည်တောင်းမျိုးကဒါလိုတောင်မှ ဒီမိလောင်မှုကြီးဖြစ်ပေါ်နေတာကိုပြသထားပြီးတော့မှအဲ့ဒီမိကညနေပိုင်းအထိဆက်လောင်နေခဲ့ပါတယ်26ရက်နေ့နဲ့9နိုင်မှာတည်င်းထောက်တူကဝူချိုးအရေးပေါ်စီမံခန်းခွဲရေးဘယူရိုကိုဆက်သွယ်ခဲ့ပြီးတော့ဝန်ထမ်းတွေကညနေ2နိုင်28မိနစ်မှာတတိပေးချက်ရရှိခဲ့ပြီးည7နိုင်30မိနစ်လောက်မှာမိကိုညှိနှိုင်းနိုင်ခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်မိလောင်ကျွန်းတော်ရဲ့ area ရဲ့ကနဦးခံမှန်းကျေက130လောက်ရှိတယ်လို့ဆိုပါတယ်ကံကောင်းစော်နဲ့ပဲလူသေးဆုံးမှုမရှိဘူးလို့တည်င်းပို့ထားပြီးတော့မှ မိလောင်မှုအကြောင်းရင်းကိုဆက်လက်စုံစမ်းစစ်ဆေးနေစေဖြစ်ပါတယ်။ဒါလိုတောင်ကဝူကျိုးမျိုးရဲ့အရှိတောင်ဘက်မှာတည်ရှိတဲ့အရေးကြီးတဲ့ဂေဟာစနစ်အတားစီတစ်ခုဖြစ်ပါတယ်။နော်မာလာ24ရဲ့ညနေပိုင်းမှာကွန်ကျိုးမျိုးဘုံရိုင်းခရိုင်မှာရှိတဲ့ကျင်းရှုံစွန်ပစ်ပစ္စည်းထုတ်ပို့ရေးဆက်ရုံမှာမိလောင်မှုဖြစ်ပေါ်ခဲ့ပြီးတော့မှမိတော့တွေကခေါင်းငင်ကိုမြင့်တက်နေပြီးတော့မိကိုလုံးကြီးတွေထွက်လာခဲ့ပါတယ်။နော်မာလာ24ရဲ့နေ့မှာပဲရှန်တောင်းပြည်နယ်ဒီကျိုးမျိုးဒါလိုကျေးရွာမှာမိလောင်မှုတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ ဒေါ်မာလာ23ရက်ညနေပိုင်းကလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုတစ်ခုမှာဂွေကျိုးပြည်နယ်ကွေးရံမြို့မှာရှိတဲ့ဟုံစာတောက်ကုံစီတီကိုတောင်မှမိလောက်နေတာကိုပြသထားပြီးတော့မှမိကပြင်းထန်ပြီးတော့အနိနာကကုံတွေတွေကအဲ့ဒီမိဟာအပြင်ဘက်ကိုတောင်ကနေစတင်ခဲ့တာလို့သတင်းထောက်တွေကိုအတည်ပြုခဲ့ပါတယ်။အဲ့ဒီမိလောက်ပြီးနောက်အွန်လိုင်းသုံးဆွေးသူတွေကနောက်ဆက်တွဲရုပ်သံတွေကိုမျှဝေခဲ့တဲ့အခါမှာ area တစ်ခုလုံးရှုပ်ထွေးပွေလီနေတာကိုပြသနေပါတယ်။နော်မာလာဆေးဆေးရဲ့နေ့မနေ့ပိုင်းမှာလည်းအဆောက်အုံတစ်ခုမိလောက်ခဲ့ပါတယ်။ မြက်မြက်တက်တစ်တူကနက်နက်9နာရီလောက်မှမီတောက်ပြင်းပြင်းနဲ့မိကိုထူထူတွေခေါင်းကင်ကိုတက်နေပြီးတော့မှအဆောင်အုံအနိမ့်တစ်ခုရဲ့ထိပ်ပိုင်းကနေမိအနီရောင်ရေးရေးတွေထွက်ပေါ်လာတာကိုတွေ့ခဲ့ရတယ်လို့သတင်းပို့ခဲ့ပါတယ်။မိတော်မူရဲ့ဇင်းမြစ်ကအနီအနာကကားပြုပြင်ရေးစင်တာတစ်ခုဖြစ်နိုင်ပြီးတော့မှအဲ့ဒီကနေဘေနာကအဆောင်အုံတွေကိုကူးဆက်သွားတယ်လို့ယူဆရပါတယ်။တိုးပေမဲ့မိလောင်ခဲ့တဲ့အဆောင်အုံရဲ့အတိအကျအမြင်ကိုတော့မသိရပါဘူး။တရုတ်အနာပိုင်တွေကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ချက်တစုံတရာမှမထုတ်ပြန်ခဲ့ပါဘူး။ နိုမာလာ26ရက်နေ့မှာဂွန်နောင်းပြည်နယ်ခွေကျိုးမြို့ကပရိဘောကဆိုင်တဆိုင်မိလောင်ခဲ့ပြီးတော့မိတောက်တွေပြင်းထန်ခဲ့ပြီးမိခိုးမဲတွေက လေထဲမှာပြင်းထန်နေခဲ့ပါတယ်။နိုမာလာ9ရက်နေ့မနက်ပိုင်းမှာရှုံရှင်းမြို့ကကျိုးရွှန်အလူမီနီယံရက်စဲယုံဟောင်းအဆောက်အုံတစ်ခုမိလောင်ခဲ့ပါတယ်။အဆောက်အုံတွေရဲ့ဝါယာကျိုးအဟောင်းတွေနဲ့မိခံနိုင်ရည်နေပါတဲ့အတွက်မိကအလျင်အမြင်ကူးဆက်ခဲ့ပါတယ်။မိဟာစက်ပစ္စည်းအဟောင်းတွေကိုဖျက်သိမ်းနေတော့ အနီအနာကမီးလောင်လွေတဲ့ပစ္စည်းတွေကိုမီးဆွေးလောင်ရာကနေစတင်ခဲ့တာဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ပိုင်ဆင်ကတော့ကြီးမားတဲ့ဆုံဆုံမှုတွေခံစားခဲ့ရပါတယ်။အော်တိုဘာလ28ရက်နေ့မှာဝန်တော့ပြည်နယ်ရှန်တန်းမြို့မှာရှိတဲ့စွန်ပြထားတဲ့စက်ရုံတစ်ခုမှာမီးလောင်မှုဖြစ်ပေါ်ခဲ့ပြီးတော့မှစတူရဲမီတာ200လောက် area ကိုလွှမ်းခြုံခဲ့ပါတယ်။ကနအူးစုံစမ်းစစ်ဆေးမှုတွေအရာအလုပ်သမားတွေကစက်ပစ္စည်းအဟောင်းတွေဖြုံနေတော့ခွင့်ပြုချက်မရှိဘဲအပူနဲ့ပတ်သက်တဲ့အလုပ်တွေကိုလုံဆောင်ရာကနေမီးစတင်ခဲ့တာလို့ယူဆရပါတယ်။ ောက်တိုဘာလ23ရက်ညကဟူပေပြည်နယ်ဂွန်ကျုံမြို့မှာရှိတဲ့စဲယုံတွေကိုမိလောင်ခဲ့ပြီးတော့မှမိတောက်တွေပြန့်ထန်ပြီးတော့စဲယုံရဲ့စားထမားထက်တစ်ခုလုံးထိခိုက်ခဲ့ပါတယ်။အွန်လိုင်းသုံးဆွေးသူတွေကမိလောင်မှုဟာအလုံးစင်းချိန်ပြီးပြီးချင်းမှာဖြစ်ပေါ်ခဲ့တာလို့သတင်းပို့ခဲ့ကြပြီးတော့မှထိခိုက်နိုင်ရာရနိုင်ရည်ရှိတဲ့အတွက်စိုးရိမ်မှုတွေလည်းရှိခဲ့ရပါတယ်။နော်ဝါလာ29ရက်နေ့မနက်အစောပိုင်းမှာဟေပေပြည်နယ်ကျိုးလူခရိုင်မှာရှိတဲ့လူတွေရက်ွက်တစ်ခုမှာမိလောင်မှုတစ်ခုဖြစ်ပေါ်ခဲ့ပြီးတော့မှဗီဒီယိုရုပ်သံမှာလျှက်စစ်ကား၃စီးမိလောင်နေတာနဲ့ အဆောင်ဝင်ပေါက်ကနေမီတောက်တွေတက်နေတာကိုပြသထားပါတယ်။ဘလော့ဂါတူဦးကလျက်စစ်ကားတွေကိုစမ်းတင်တွေမှာဒါမှမဟုတ်အဆောင်ဝင်ပေါက်တွေနားမှာမရက်ဖို့နဲ့မိလောင်ရင်ပြင်းထန်တဲ့အကျိုးဆက်တွေဖြစ်လာနိုင်တဲ့အတွက်ဘက်ထရီတွေကိုအိမ်ထဲမှာအာမသွင်းဖို့လူတွေကိုတတိပေးခဲ့ပါတယ်။နော်မလာ28ရက်နေ့မှာဘလော့ဂါတူဦးကဆန်တောင်းပြည်နယ်ဟူချိုမြို့မှာရှိတဲ့တီယန်ဟော်ရှင်းတဲ့ဒီနေအိမ်မှာမိလောင်မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့ post ကူကိုမျှဝေခဲ့ပါတယ်။မိစားလောင်ချိန်မှာဒေသခံတွေကမိသက်ပိုက်ကောင်းကရေနဲ့ညှိတဲ့ဖို့ အလျင်အမြင်တွေ့ခဲ့ကြပေမဲ့ရေမရှိတာကိုတွေ့ခဲ့ရပါတယ်။မိသက်ဌာနကိုဖုံးဆက်ပြီးတဲ့နောက်မိသက်ကရောက်လာပေမဲ့ရက်ွက်တဲကိုဝင်လို့မရခဲ့ပါဘူး။လူအများအပြားပူပေါင်းပြီးတော့မှတကားကိုကန်ဖွဲလိုက်မှသာမိသက်ကကအတွင်းကိုဝင်ရောက်နိုင်ခဲ့ပါတယ်။အတွင်းထဲရောက်တော့မိသက်သမားတွေကအဆောက်အုံဝင်တစ်ခုလုံးမှရှိတဲ့မိသက်ပိုက်ကောင်းတွေဘေးတစ်ခုမှမရေမရှိတာကိုတွေ့ရှိခဲ့ရပါတယ်။မိသက်အရာရှိကအင်အားစီမံခန့်ခွဲသူကိုဒေါသတကြီးစုပူချိန်ပေါင်းပြီးတော့မှရေမရှိဘဲဘလို့လုံးမိငိမ့်တတ်မလဲလို့မိခဲ့ပါတယ်။ နောက်ဆုံးမှာတော့မိငိမ့်တက်ဖို့မိတက်ကပိုက်ကနေရေကိုတုံးခဲ့ရပေမဲ့အချိန်ကျန်းကြာမှုကြောင့်အဆောက်အုံတစ်ခုလုံးလုံးဝမိလောင်ကျွန်းတော့ခဲ့ပါတယ်။အွန်လိုင်းသုံးဆွဲသူတွေကအင်အားတင်းကြောင်ဖော်ပြခဲ့ကြပြီးတော့မှဒီနေ့ခေတ်မှာဘာတွေဖြစ်နေတာလဲပေါ်ကျိုးမှာပောက်ကွေးမှုဖြစ်ဟောင်ကောင်မှာမိလောင်မှုဖြစ်ကြီးမန်မှာယထာမတော်တဆဖြစ်ဂွန်ရှိမှာလည်းမိလောင်ကျင်းဟိုင်မှာလည်းမိလောင်မှုအကြီးကြီးမားမားဖြစ်ရန်အင်းငွေအတွင်းမှာပဲမိလောင်ကျွန်းမှုတွေကနေရာစီကူးထက်မနေဖြစ်နေတာကိုတွေ့ခဲ့ရပြီးတော့အလုံးကကြီးကြီးမားမားတွေရှိပဲ တရုတ်မှခူးလက်တလောဘာတွေဖြစ်ပျက်နေတာလဲထူးဆန်းတဲ့ဖြစ်စဉ်တွေအများကြီးဇက်တိုက်ဖြစ်နေတာဒီလိုဇက်တိုက်ဖြစ်နေတဲ့ဖြစ်စဉ်တွေကစိတ်မချမ်းမြေ့စရာပါတဘာဝဘေးအန္တရာယ်နဲ့လူလုံးဘေးအန္တရာယ်တွေကကြောက်စရာကောင်းလိုက်တာဆိုပြီးတော့မှမှတ်ဆက်ပေးခဲ့ကြပါတယ်မကြသိမိကအဖြစ်ပျက်တွေတွေမှာအတောက်ရဆုံးကတော့နိုမာလာ26ရက်နေ့ကဟောင်ကောင်ဟွန်ဖူကန်မိလောင်မှုပါပဲနိုမာလာ26ရက်နေ့အရောက်မှာလူ128ဦးသေဆုံးခဲ့ပြီးတော့မှ86ဦးတရားရရှိခဲ့ပြီးတော့လူ100ကျော်ကပျောက်ဆုံးနေစေဖြစ်ပါတယ် မိလောင်မှုဖြစ်ပေါ်ချိန်တုန်းကအဆောင်အုံအလုံးပြုပြင်ဖို့အတွက်ဒီဝါတွေနဲ့ဝန်းရံထားခဲ့ပါတယ်။ဟောင်ကောင်အွန်လိုင်းသုံးဆွေးသူအဆိုကဆောက်လို့ရဲ့အလုံသမားတွေကတရုတ်ပြည်မှာကြီးကလာလို့မေးခွန်းထုတ်ခဲ့ကြပါတယ်။မိလောင်ကြုံမှုအကြောင်းရင်းကိုတရားဝင်အတည်ပြုနိုင်ချက်မရှိသေးပေမဲ့ဟောင်ကောင်အစိုးရတည်ငြိမ်မြစ်တွေကတော့မိဟာအကြီးအသေးနေတဲ့ညံဝါတွေနဲ့ပိုက်ကွန်တွေကနေစတင်လောင်ကျွန်းခဲ့ပြီးတော့မှအဲ့ဒီကနေအဆောင်အုံရဲ့အခြားအစိပ်ပိုင်းတွေကိုကူးဆက်တော့ပြီးတော့ပဒင်းမောင်းတဲ့တကားတွေပိတ်ဖို့အသုံးပြုတဲ့အမျိုးပြင်ပြားတွေကို မိဆွေးလောင်စေခဲ့တယ်လို့ယုံကြည်ကြပါတယ်။ဟောင်ကောင်အစိုးရကထိုင်ဝေါ်ပိုက်ခွန်မှာမိမလောင်အောင်တားဆီးနိုင်တဲ့အင်္ဂါရက်တွေပါဝင်တယ်လို့အလေးအထားပြောကြားခဲ့ပြီးတော့မှထိုင်ဝေါ်နဲ့မိလောင်မှုကြားကဆက်ဆက်မှုကိုရှင်းရှားဖို့ကြိုးပမ်းခဲ့ပါတယ်။လက်ရှိမှာဟောင်ကောင်အစိုးရကဒီညံဝေါ်တွေအစားတက်တူးညံတွေနဲ့အစားထိုးဖို့ဆွေးနွေးနေပါတယ်။ပြည်မာကြီးအာဏာပိုင်တွေကဝါရီကိုပိတ်ပင်ထားတယ်ဆိုတာကိုအလျင်အမြင်ထက်လောင်းပြောကြခဲ့ပါတယ်။သို့ပေမဲ့လည်းဟောင်ကောင်ကအွန်လိုင်းသုံးဆွေးသူအစိုးရကတော့အစိုးရဟာဝါရီကိုအပြစ်ပုံချဖို့လှုံ့ဆော်နေတယ်လို့ဆွတ်ဆိတ်ခဲ့ကြပါတယ်။ ဘလော့ဂါတူအူကတော့မိလောင်မှုရဲ့အဓိကအကြောင်းရင်းဟာနှစ်ပေါင်း၁၀၀ကျော်ကြာပြဿနာမရှိဘဲဟောင်ကောင်မှာအသုံးပြုခဲ့တဲ့ war တွေကြောင့်မဟုတ်ဘူးလို့ဖော်ထုတ်ခဲ့ပါတယ်။ညှင်းစင်တွေအတွဲကန်ထရိုက်တာကဟောင်ကောင်ဟွန်ကာဆောက်လုပ်ရေးဖြစ်ပြီးတော့မှညှင်းစင်တွေမှာအသုံးပြုတဲ့မိကာကွေရေးဒီပိုက်ကွန်ကိုတရုတ်နိုင်ငံရှန်တောင်မှာရှိတဲ့နိုင်လွန်ပိုက်ကွန်ထုတ်လုပ်သူကပြုလုပ်ခဲ့တာဖြစ်ပါတယ်။မိမလောင်အောင်တာစီနိုင်ကြောင်းလက်မှတ်ကိုဟောင်ကောင်ရဲ့ဒီရိုးရာဟော့ကလာဆင်နှုံးတွေကိုအစားထိုးခဲ့ပြီးတော့မှရှန်တောင်ပြည်နယ်ပင်ကျိုးဒက်ခွေကန်ကထုတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတာကကုန်ကြမ်းဈေးကိုဆွဆာဖို့အတွက်ဖြစ်ပေမဲ့မိဘလုံခြုံရေးစွမ်းဆောင်ရည်ကိုတော့ပြင်းပြင်းထန်ထန်ထိခိုက်စေခဲ့ပါတယ်။အွန်လိုင်းပေါ်မှာဝေဖန်မှုတွေအကြီးအကျယ်ရှိနေပေမဲ့ဟောက်ကောက်အစိုးရကတော့ဒီစိုးရိမ်မှုတွေကိုတုံ့ပြန်ခြင်းမရှိသေးပါဘူး။ရခိုင်ပြည်တင်းရှင်းနေတဲ့ကနေဒါမဟာမိတ်အဖွဲ့ဒီဥက္ကဋ္ဌလီဂျန်ဖိန်ကဟောက်ကောက်မိလောက်မှုအပေါ်မှာမျက်စက်ပေးရမှာတော့ဒါကတဘာဝပေးအနေရေ၃ပုံလူလုံးပေးအနေရေ၇ပုံလို့ခန့်စားရတယ်။အရင်ကြီးဆုံးပြဿနာကဆောက်လုပ်ရေးပစ္စည်းတွေနဲ့ဆောက်လုပ်ရေးစီမံခန့်ခွဲမှုပါပဲ။ ဟောင်ကောင်ကိုတရုတ်ကွန်မြူနစ်ပါတီ CCP ကအပြစ်အဝထိန်းချုပ်လိုက်တဲ့နောက်ပိုင်းမှာဒါ CCP ရဲ့ထိန်းချုပ်မှုအောက်ကနောက်ထပ်မျိုးတစ်မျိုးဖြစ်သွားပါပြီ။သူ့ရဲ့ဥပဒေရေးရာစနစ်ကိုပြည်မာကြီးတရုတ်ကစိုးယူခဲ့တာတည်းမှာပဲသူ့ရဲ့အတွေ့အခေါ်နဲ့လုံဆောင်ချက်တွေဟာလည်းလမ်းကြောင်းဖြတ်ရှင်းအာဂတိလိုက်စားခြင်းနဲ့အမျက်ထုတ်ခြင်းစတဲ့ပြည်မာကြီးတရုတ်ရဲ့လိမ်လည်မှုမတမာမှုနီးလန်းတွေနဲ့ကိုက်ညီတော့ခဲ့ပါပြီဆိုပြီးတော့မှတရုတ်ကနေဒါစာရေးဆရာရှန်ယူကလည်းဟောင်ကောင်မှာအမျိုးသားလူကြုံရဲ့ဥပဒေအကောင့်တွေဖော်ပြီးတဲ့နောက် ပေကျင်းကနိုင်ငံရေးနေပေကိုထိန်းချုပ်ရုံသာမကဟောင်ကောင်ရဲ့အုပ်ချုပ်ရေးနဲ့စီးမီးဥပဒေတွေကိုပုံစံအမျိုးမျိုးနဲ့ပြန်လည်ပုံဖော်နေတယ်လို့ထောက်ပြခဲ့ပါတယ်။တရုတ်ပြည်မှာကြီးကကုမ္ပဏီတွေဟာဟောင်ကောင်ရဲ့အများပြည်သူဆောက်လုပ်ရေးကဏ္ဍကိုပိုမိုဝင်ရောက်လာပြီးတော့မှကြီးမားတဲ့အစိုးရကန်ထရိုက်တွေကိုအနိုင်ရဖို့ပိုမိုလွယ်ကူလာခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ဆောက်လုပ်ရေးလုပ်ငန်းရဲ့အကြီးအသေးဟာပြည်မှာကြီးရဲ့လုံဆောင်ပုံတွေကိုပို့ပြီးထန်ဟန့်လာနေပါတယ်။နေပေါင်းများစွာအတွင်းမှာကုန်ကြမ်းရေးရှော့ရှာမှုနဲ့အကြီးအသေးနှင်းပစ္စည်းတွေကြောင့် ဆလုံးမှုညံပြင်းတဲ့တရုတ်ရဲ့ project တွေဟာတရားတွေနဲ့အဆောင်အုံတွေပြိုကျတဲ့ဖြစ်စဉ်များစွာကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုအကြီးအသေးညံပြင်းစွာဆောက်လုပ်ထားတဲ့ project တွေကိုနိုင်ငံခြားကိုပါတင်ပို့ခဲ့ပါတယ်။2015ခုနှစ်မေလ26ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့အမျိုးသားစည်ရင်စေယုံအဆောင်အုံဆောက်လုပ်ဆေးဟာငလျင်ချောင်းပြိုကျခဲ့ပြီးတော့မှအဲ့ဒီငလျင်မှာဘန်ကောက်မှာပြိုကျခဲ့တဲ့အခုသေးသောအဆောင်အုံဖြစ်ပြီးတော့လူ60ဦးတည်ဆုံခဲ့ပါတယ်။တရုတ်ရဲ့ဆောက်လုပ်ရေးစံနှုန်းတွေကိုအခုဟောင်ကောင်ကိုမိတ်ဆက်နေပါပြီ။ 2025ခုနှစ်ဇူလိုင်လမှာဟောင်ကောင်မြောက်ပိုင်းရှိဆဲရေးစီမံကိန်းဟာဆလုံးရဲ့ကာလကိုတိုးစေဖို့အတွက်ပြည်မာကြီးစံနှုန်းတွေကိုစတင်ကျင်းသုံးမဲ့ပထမဆုံးစီမံကိန်းဖြစ်လာပါလိမ့်မယ်။ဟောင်ကောင်အစိုးရကလည်းဟောင်ကောင်မီထားလန်းစံနှုန်းအစ်စ်တွေကိုအစင်းမြင့်တင်ဖို့နဲ့တတ်မှတ်ဖို့လှုံ့ဆော်နေပြီးတော့မှ PC တော့တဲ့အခါမှာဒီစံနှုန်းတွေကိုတခြားမီထားလန်းစီမံကိန်းတွေမှာအပြည့်ပြည့်ချင်းအကောင့်တွေပေါ်တော့မှာဖြစ်ပါတယ်။ဒီလိုလှုံ့ဆော်မှုကစိုးရိမ်ပူပယ်မှုတွေကိုဖြစ်ပေါ်စေပါတယ်။ကနေဒါတရုတ်စာရေးဆရာဖြစ်တဲ့ရှန်ရှူက CCP စနစ်ကဟောင်ကောင်ကိုထိုးဖောက်ဝင်ရောက်လာတာနဲ့အမျှအလားတူဘေးအန္တရာယ်တွေဖြစ်ပေါ်လာဖို့ကအချိန်မေးယုံတာရှိတော့တယ်လို့ထောက်ပြခဲ့ပါတယ်။အဲ့ဒါပြင်တကဘာလုံးကရာတီဥတုမူမမှန်မှုကမိလောက်မှုတွေမကြာခဏဖြစ်ပေါ်ရတဲ့ဒါရိုက်အကြောင်းရင်းတွေကတခုဖြစ်ပါတယ်။မကြာသေးမီကတရုတ်နိုင်ငံရဲ့ဒီနေရာအများစုမှာမိုးနဲ့စီနဲ့နေပါခဲ့ပြီးတော့မှရှောက်သွေးတဲ့လေဒူးနဲ့အေးလိုင်းတွေမကြာခဏထိရောက်မှုရှိခဲ့ပါတယ်။တောင်ပိုင်းမှာပါပုံမှန်မဟုတ်တဲ့ရှောက်သွေးမှုကိုခံစားနေရပါတယ်။ ပေကျင်းဘဟုမိုးလေဝါသားစောင့်ကြည့်လေ့လာရထားတာကပြီးခဲ့တဲ့ဆေးရအတွင်းတရုတ်အလေပိုင်းနဲ့အရှေ့ပိုင်းဒေသအများစုမှာမိုးရော်သွန်းမှုကနှင်းစင်ဒီအချိန်ပုံမှန်ထက်80ရာခိုင်နှုန်းကျော်နေပါခဲ့ပြီးတော့တောင်ပိုင်းဒေသအများအပြားမှာအလွန်အမင်းဆောက်တွေးမှုကိုကြုံတွေ့ခဲ့ရတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။နိုဝါလာ29ရက်နေ့မှာတရုတ်တောင်ပိုင်းဒေသအများအပြားရဲ့လေထုဆိုထိုင်းစာက30ရာခိုင်နှုန်းအောက်ကိုကျဆင်းသွားပြီးတော့မြို့တချို့ဆိုရင်20ရာခိုင်နှုန်းအောက်ကိုပါရောက်တော့တဲ့အတွက် နှစ်စဉ်ဒီအစီအစဉ်အတွက်ရှားပါတဲ့ရှောက်သွေးတဲ့အစီအစဉ်တွေကိုဖန်တီးပေးခဲ့ပါတယ်။နန်ကျင်းနဲ့ဝူဟန်လိုမြို့တွေမှာဆိုရင်လေဒူးဆိုထိုင်းစာကဆေးလေးရာခိုင်နှုန်းသာရှိခဲ့ပါတယ်။ဟောင်ကျိုးဟွေကျိုးနဲ့နန်ဆုံတို့ကဆေးရှိရာခိုင်နှုန်း၊ရှာမန်က27ရာခိုင်နှုန်း၊ရှန်ဟိုင်းက20ရာခိုင်နှုန်းနဲ့နန်နင်းနဲ့ဆန်ကျမ်းတို့က23ရာခိုင်နှုန်းရှိခဲ့ပါတယ်။နိုမာလာ28ရက်နေ့နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဟူပေပြည်နယ်လူအန်မြို့ရဲ့လေဒူးဆိုထိုင်းစာဟာ900ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီးတော့မှ နိုမာလာအတွက်အရှောက်သွေးဆုံးဒေတာစံချိန်ကိုရှုတ်ခဲ့ပါတယ်။ဟူပေပြည်နယ်ရင်းစင်းနဲ့အဲဟွေးပြည်နယ်ယူနန်တို့ပါလဲစိုထိုင်းစာ900ခိုင်နှုန်းနဲ့100ခိုင်နှုန်းစီရှိခဲ့ပြီးတော့မှအလွန်အမင်းရှောက်သွေးနေတာကိုတွေ့ခဲ့ရပါတယ်။ဒီလိုရှောက်သွေးတဲ့အစီအနေမျိုးမှာမိလောက်မှုအန်ဒီရေကပို့ပြီးမြင်မှာပါတယ်။ရိုးရရင်ကျင်းမှုတွေကိုလေ့လာခဲ့တဲ့တရုတ်ရေးရာကျွမ်းကျင်သူဝူရန်ကအရင်နှစ်တွေနဲ့နှိုင်းယှဉ်ရင်ဒီလိုရှားပါတဲ့ရှောက်သွေးမှုကမိလောက်မှုပုံမှုများပြလာစေမယ့်လို့ထောက်ပြခဲ့ပါတယ်။တိုးမိမယ်လေသူကဒီလိုဘေးအန်ဒီရေတွေဟာကြားပဲမဟုတ်ဘူးလို့လည်းအလေးပေးပြောကြားခဲ့ပါတယ်။ သူ့အဆိုအရပုံမှန်မဟုတ်တဲ့ရာသီဥတုဖြစ်စဉ်တိုင်းဟာလူအဖွဲ့အစည်းရဲ့ဇာရိတာပြည့်ရွှဲမှုကိုထင်ဟနေပြီးအထူးသဖြင့်တရုတ်ကွန်မြူနစ်ပါတီရဲ့အုပ်ချုပ်မှုအောက်မှာခေါင်းဆောင်မှုရဲ့တီလာရှုံရွံ့မှုအမြဲတမ်းမကောက်မှုတွေလှုံ့ဆော်နေတာနဲ့လူအခွင့်အရေးရှိုးဖောက်မှုတွေကနိုင်ငံတော်ရဲ့ဆင်းရဲဒုက္ခတွေရဲ့အဓိကအကြောင်းရင်းဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျာ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်းမှတ်ချက်လေးတွေရေးပေးတော့ခဲ့ဖို့တောင်းဆိုပါရစေ။နောက်လေးဒီမှာလည်းအခုလိုမျိုးလက်တော်ဖြစ်ပြနေတဲ့နိုင်ငံရဲ့အခင်းအကျင်းတွေ ဘုသူရရရှိပြီးတော့မှထူးခြားဆန်းပြတဲ့အကြောင်းအရာတွေကိုအရှင်းနဲ့တပြင်းညင်တင်ဆက်ပေးနေဥမာမို့စောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ကြပ်မှမှာနဲ့ပြန်တွေ့ကြရအောင်ပါအကောင်ဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေလူကြီးမင်းတို့ရဲ့ great တဲ့အမှတ်စဉ်အောက်လက်မှဘွဲ့လက်မှနဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းအသက်သာဆုံးနဲ့အမြင့်ဆုံးဝန်ဆောင်မှုပေးနေပါပြီဖုန်းနံပါတ်39 668 9162 625နဲ့ 399လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။